ကတုံးလေးတွေကဆွဲကြတယ်လင်းအောင်မရအောင်ခေါင်းမိုးပေါ်ရောက်နေပါတယ်မိမလုပ်တဲ့သူကထမင်းရင်ရှားတယ်ယောက်ျားလုပ်တဲ့သူကိုပြောပါတယ်တော်ပဲပြောလာလေရှိလို့ရှိမှန်းကိုမသိရတဲ့အစိုးရကအကောင်းဆုံးဆိုတဲ့အခုသိပြီမလားတဲ့ရှိလို့ရှိမှန်းကိုမသိရတဲ့အစိုးရကအကောင်းဆုံးဆိုတဲ့အခုလက်တွေပဲလေတဲ့လင်းအောင်မရအောင်ခေါင်းမိုးပေါ်ရောက်နေပါတယ်ခွင်းတကောင်တော့ပါပါလေတဲ့ ဒါဟာကတ်တွန်းတွေရဲ့ရက်တီချက်ဖြစ်ပါတယ်အဲ့တော့ကတ်တွန်းဆရာတွေထောင်မကြောက်တမ်းမကြောက်ဆွဲကြပါလားထောင်တန်တဲ့ကတ်တွန်းတွေလို့ကျွန်တော်ကကတ်တွန်းဆရာတွေကိုအမြဲတမ်းပြောလို့ရှိပါတယ်အင်းစိန်ထောင်လားမြောင်မြောင်ထောင်ချိုက်သလားပေါ့ရဲတင်းတင်းကိုဆွဲကြပါလားစက္ကန့်60မိနစ်မိနစ်60တနာရီ24နာရီ တရက်ရှစ်ရက်တသက်တကြုံကလေးလေးကကလေးလေးကစာကြက်နေတာခေလို့တဲ့သူကမေးပါလို့တော့ကလေးထိုင်လို့စက္ကန့်60မိနစ်မိနစ်60တနာရီ24နာရီတရက်ရှစ်ရက်တသက်တကြုံထောင်းတန်း6လထားလိုက်တဲ့ကနေဦးပြစ်ဒဏ်ထောင်းတန်း6လပြီးတော့အားလုံးကိုတသက်တကြုံအသက်မပြည့်တဲ့နှစ်ယောက်ကိုထောင်းတန်း10နှစ်ရှစ်ရက်အကြာမှာလူငင်းချမ်းသာကုန်တဲ့ ပြန်လွတ်တယ်ပြန်လွတ်တော့တိုင်းပြည်လုံးအရှက်ရစွာတိတ်ခါမဲ့စွာခံစားကြရတယ်အရင်တော့ကဝင်းကြီးဥအောင်မင်းပြောခဲ့တဲ့စကားအပေါ်မှာတပည့်တော်တို့ကတရုတ်ကိုကြောက်ရပါတယ်ဖះဆိုတဲ့စကားအပေါ်မှာအဲ့ဒီဝင်းကြီးကိုကျွန်တော်တို့စိတ်ဆိုးခဲ့ဘူးလေဒီတခါကျတော့ကျွန်တော်တို့အဲ့ဒီဝင်းကြီးကိုကျွန်တော်စိတ်မဆိုးတော့ဘူးအော်သူတို့တကယ်ကြောက်တာပါလား ဝင်းကြီးဦးအောင်မင်းရဲ့ရိုးသားမှုပွင့်လင်းမှုကျွန်တော်တို့အသိမပြုရမယ့်သဘောတော်ဖြစ်နေတယ်။သူအဆုံးရပြောပြီးသားတပည့်တော်တို့ကြောက်ရပါလေခင်ဗျာ။အခုရှေ့ရနဲ့လုတ်ပေးလိုက်ရတဲ့ကိစ္စကတောင်းဆရာမိုးသွင်းနဲ့ကိုမိုးသွင်းပပဆက်ဆက်ကိုဆွဲပါ။ဆွဲနေတဲ့ပုံကလက်ရှိနိုင်ငံတော်ရဲ့အကြီးအကဲနဖူးရည်ဒူးရည်ခေါင်းကောင်းနဲ့ပုံကလေးနော်ပုံကတော်တော်တူတယ်။အပေါ်မှာတိုက်ပုံညီပါသေးတယ်။ဆရာဦးမင်းနဲ့လုံးပဲ။ အစိုးလေးကိုစုံအောင်ဆွဲလို့အစိုးလေးကိုစုံအောင်ဆွဲလိုက်တဲ့အခါကျတော့နောက်ကတင်ပါအချမ်းရလေးတောင်ပေါ်လို့ဒီဘက်မှာအကြီးဆွဲလာတဲ့ပုံကလူတစ်ကိုယ်လုံးမဆွဲဘူးအောက်ခြေခန္ဓာကိုယ်ခုနတရုပ်တွေဝတ်တဲ့ခြေပတ်လက်ဖက်အကြီးနဲ့အဝတ်စားကြီးဆွဲထားတယ်ခါတော့ပဲပြတယ်ဒီဘက်ကအကြီးကိုခုနကနိုင်ငံတော်ကြီးကရဲ့ပုံမှန်တန်နဲ့တူတဲ့မျက်မှန်လေးနဲ့ဖင်ကလေးတောင်ပြောင်းလို့အစိုးလေးကိုဆွဲပြီးတော့ခေါင်းလေးလှည့်ပြီးမေးလိုက်တဲ့စကားက တာကောကျင်းတဲ့နော်တင်းရက်ဆက်တယ်ကတော့ကတော့ရမ်းရက်ဆက်တယ်အဲ့တော့ဒီကပြန်ရင်ကျွန်တော်ကိုမိုးသွင်းအောင်စုံစမ်းစုံစမ်းရပါဦးမယ်အပြင်မှာရှိသေးရဲ့လားတာကောကျင်းတဲ့နော်ဆိုတာကောကတော့ကျင်းတဲ့ချင်းကျင်းတတ်မယ်လူကြီးတွေကတော့ကျင်းတတ်မှာမဟုတ်ဘူးပစိုးလေးကိုစုံအောင်ဆွဲဖင်ကလေးကပေါ်နောက်ကမိမ့်မိကြီးတာကောကျင်းတဲ့နော်ဆိုတော့ ျွန်တော်တို့အဲ့ဒါလိုရှက်ရွံ့စွာခံစားကြရပါတယ်။တိုးတော်ဒီမှာအားလုံးကပညာခြေခံကောင်းမိသားလူတွေဖြစ်တဲ့ခါကျတော့ဒါတွေပြောမယ်ဆိုရင်တော့အများကြီးပေါ့။ကတ်တုံးဆရာတွေရဲ့ယက်တီချက်ကိုကျွန်တော်ကပြောခြင်းဖြစ်ပါတယ်။အဲ့ဒီလိုကတ်တုံးလေးတွေဖတ်လိုက်ရုံနဲ့တိုင်းပြည်နိုင်ငံရဲ့အခြေအနေကိုကျွန်တော်တို့မှန်းဆနိုင်တယ်။ကျွန်တော်အခုထုတ်ထားတဲ့စာအုပ်ထဲမှာအမှုပညာတန်းရဆိုတဲ့စာအုပ်ကလေးပါပါတယ်။ဆရာချေဦးညိုအောင်မှာစာရေးပါတယ်။ဘာဖြစ်လို့မင်းအမှုပညာတန်းရဆိုတဲ့နာမည်ကိုပေးတာပေးတာလဲတဲ့။ကျွန်တော်လည်းအဲ့ဒါမေးမလို့ပါလေးလေးလို့ကျွန်တော်ကဆရာချေဦးညိုလေးလေးလို့ခေါ်ပါတယ်။ အနုပညာဆိုတာသိပြီးတော့မြင့်မြတ်တယ်ကျွန်တော်တို့တံမိုးထားတယ်တရားဆိုတာကနည်းနည်းအနုဆုပ်နိုင်တဲ့သဘောမျိုးလေးရှိတယ်အဲ့တော့ဒီအနုပညာနဲ့တရားကိုတွဲလိုက်တာဟာဒေါသမြန်တင့်နေမလားလို့ကျွန်တော်လေးလေးကိုမေးချင်တာပါလေးလေးမြင်ပြောပါလို့နာမည်မပေးရသေးခင်မှာကျွန်တော်တို့ကိုမေးတယ်ရတယ်ကွာလေပေးတယ်ငါထောက်ခံနေတယ်အနုပညာတရားငါကိုယ်တိုင်မှသာရေးမယ်လေသူကိုယ်တိုင်လည်းမှသာရေးပါလေ ဘာကြောင့်မင်းဒီနာမည်ကိုပေးတယ်လဲလို့မေးတဲ့ခါမှာအမှန်တော့ကျွန်တော်ရွက်ပြီးပေးလိုက်တာစစ်တမ်းရောင်းကိုပြန်မယ်လို့လုံခဲ့တဲ့နေပေါင်း90တည်းကပြောခဲ့တာခုချိန်ဒီမပြန်ဘူးခင်ဗျားတို့ပြန်နေပြန်မပြန်နေလေကျုပ်တို့ကတော့ကျုပ်တို့စာပေလူပင်တာတန်းရမှာပဲနေမယ်ခင်ဗျားတို့လို့စိတ်တွေကျုပ်တို့မှာမရှိဘူးဆိုတဲ့သဘောနဲ့ကျွန်တော်ရော့တက်တက်လုပ်ပြီးပေးလိုက်တာပါအမှုပညာတန်းရအဲ့စာအုပ်ကလေးလဲအတန်သက်ဣဒ္ဓသဘောကျတယ်ပေါ့ဆိုတော့အဲ့ဒီအချိန်မှာပဲကတ်တုံး တွေ့တဲမှာကျွန်တော်တို့အနစ်နဲ့လာလာကြားတင်ခဲ့တဲ့စကားကိုကတ်တုန်းထဲမှာကြားရပါတယ်တကယ်အပြင်မှာကြားရတာတော့မဟုတ်ဘူး